မဟာချိန်ကမြမာပါကိုလူတင်ရတဲ့နေရာမှာမွေးရစေဝါနဲ့လက်နက်ခဲရများဖန်စီရမည်အားလုံးမင်္ဂလာပါထိုင်းနိုင်ငံ စာမဲစာခွန်ပြည်နယ်မဟာကျိုင်မြို့ဟာဆိုရင်တော့မြမရွှေပြားလို့သားအများစုရှိနေတဲ့မြို့တစ်ခုလေးဖြစ်ပါတယ်ဒီမြို့ဟာ Happy Bar ဆိုတဲ့နေရာဟာဆိုရင်လေမြမတွေအများဆုံးလာရောက်လေးရှိတာကြောင့်မြမဘားဆိုပြီးတော့တောင်မှလူသိများပါတယ်အဆိုပါဘားကိုထိုင်းအာနာပိုင်များဝင်းရောက်စစ်ဆေးရှာဖွေခဲ့ရမှာဆိုရင်တော့မွေးရီစေဝါများနဲ့တူလက်နဲ့ခရမ်းချို့ကိုပါဖန်စီရမိခဲ့ကြောင်းသိရပါတယ် Happy Bar ဆိုရင်တော့ဥပဒေမဲ့လောင်းစားလုပ်ငန်းများလက်ပတ်နေတယ်လို့စားတောက်ဆိုင်ဘားကာရာအိုကေကမ်းများနဲ့ဘီးလေးရဲ့ခုံများပါ ရှိတဲ့ပန်းဖြေနေရာတစ်ခုဖြစ်တယ်လို့လည်းထိုင်းသတင်းတွေမှာဖော်ပြထားခဲ့ပါတယ်။ဒီနေရာကိုထိုင်းနိုင်ငံစာမန်စာခွန်ပြည်နယ်အုပ်ချုပ်ရေးမှူးကိုယ်တိုင်ဥဆောင်ပြီးတော့လူသမားဝင်ကြီးဌာနလူဝင်မှုကြီးကြပ်ရေးဌာနတွေကအရာရှိတွေနဲ့တူစစ်တပ်နဲ့ရဲတို့ကအထူးတပ်ဖွဲ့ဖွဲ့စည်းပြီးတော့ဝင်ရောက်ဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ ဝင်ရောက်ဖမ်းဆီးချိန်မှာဆိုရင်အင်အား200ကျော်ထိပါဝင်ခဲ့ပါတယ်။ဝင်ရောက်ရှာဖွေချိန်မှာအခန်းတကြီးရဲ့စုဖွားကုန်တွင်ဖွက်ထားတဲ့မွေးရည်ဆေးဝါးများနဲ့တူဒါအတနဲ့ကြည်စံဆရှိတဲ့လက်နေခင်းရဲများကိုလည်းဖမ်းဆီးရမိခဲ့ပါတယ်။ဂျာပင်အစိုးရနေရာမှာမြန်မာရွှေပြောင်းလုပ်သား150ဦးကန့်ရှိနေခဲ့ပြီးအကုန်လုံးကိုဖမ်းဆီးခေါ်ဆောင်သွားခြင်းမရှိပေမယ့်10ဦးကန့်ကိုတော့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ Happy Bar ဟာဆိုရင်တော့မြန်မာလူမျိုးတွေအတွက်ပဲရည်ရွယ်ဖွင့်လှစ်ထားတဲ့နေရာတစ်ခုဖြစ်ပြီးတော့ဖြောပြင်းရေးတွေပြင်နောက်ွယ်မှာတရားမဝင်ကိစ္စတွေပါလုတ်ကိုင်းနေကြတာပါဒီနေရာရဲ့ပိုင်းရှင်ကလည်းမြန်မာနိုင်ငံသားတဦးပဲလို့သိရပါတယ်ဒါပြင်ဒီဘာဟာဆိုရင်တော့ထိုင်းနိုင်ငံအတွင်းမှာတရားဝင်လိုင်စင်ရယူဖွင့်လှစ်ထားတာမဟုတ်ဘူးလို့လေထိုင်းသတင်းတွေကဆိုပါရီရဲတွေကလိုင်စင်မရှိဘဲလုတ်ကိုင်းနေကြောင်းသတင်းရလို့တွားရောက်စစ်ဆေးရင်းနဲ့အခုလိုတရားမဝင်လုပ်ငန်းတွေမွေးရင်စေးနဲ့လက်နဲ့ခင်းရမ်းတွေပါဖမ်းဆီးသွားမိကြတာပါပိုင်ရှင်ကတော့မြန်မာပေါ့ သူကအိတ်ချဝင်းကြီးထဲမှာအကုန်ရှိတယ်။ KTV မဆက်စားတော့ဆိုင်ဝင်းထဲမှာလုတမားက200လောက်ရှိတယ်။ဝင်းစီတော့လူတွေအကုန်စစ်တာကီးဘုတ်တီးတဲ့သူတွေပဲမရှိဘူးကြားရင်။ဆေးရောင်လောက်ဖမ်းခင်ရတယ်။ကျန်တဲ့သူတွေအဖမ်းမခင်ရဘူးလို့မဟာချိန်မာနေထိုင်နေမိမတူကပြောပါရီ။ ထိုင်းရနာပိုင်းတွေကမွေးရစေးတဲ့လက်နေခင်းရံတွေကိုတက်သေးခံဖြစ်နေတင်းစီသွားခဲ့ပြီးတော့တရားစွဲဆိုတာတွေဆက်လက်လှုပ်ဆောင်သွားမယ်လို့သိရပါတယ်။ထိုင်းနိုင်ငံရဲ့အာနာပိုင်းတွေဟာဆိုရင်တော့သူတို့ပြည်သူတွေဘေးကင်းလုံခြုံစွာနေထိုင်ရေးအတွက်ဆိုပြီးတော့တရားမဝင်လုပ်ငန်းတွေဖမ်းဆီးရိယူမှုကိုအရှိန်ဟုန်မြင့်လှုပ်ဆောင်နေကြပါတယ်။ဒီလိုဖမ်းဆီးမှုတွေဟာဆိုရင်လင်းရွှေပြောင်းမြန်မာတွေကိုပို့ဥတီနေတာကိုလည်းတွေ့ရပြီးတော့တရားမဝင်ဝင်ရောက်နေတိုင်းနဲ့မြန်မာနိုင်ငံသားတွေကိုလည်းဖမ်းဆီးများနေတာဖြစ်ပါတယ်။ကြီးရှုအားပေးခဲ့ကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ပရိသတ်ကြီးတို့ရဲ့ထင်မြင်ယူဆ ကြက်လေးတွေကိုလည်းကုမ္ပဏီတွေမှာပြောသွားပေးခဲ့ပါအောင်နော်။နောက်နေ့တွေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့ရောလောင်းတဲ့ပဲနှုတ်ဆက်ခဲ့ကြပါရစေ။အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်တရားချစ်စီတိုင်းကိုကျေးဇူးထူးတင်ရှိပါကြောင်းပြောကြားရင်းနဲ့ပဲဒီနေ့ရဲ့စီစဉ်လေးကနေပြီးတော့နှုတ်ဆက်လိုက်ပါရရှင်။အာဘိနာဆင်ခဲ့ကြတဲ့ပြည်သက်များလည်းကျမတို့ရဲ့ channel လေးကတင်ဆက်ပေးတဲ့သတင်းကြောင်းရာတွေကိုကြိုက်နေတဲ့တည်းဆိုရင်တော့ like and subscribe လုပ်ပြီးတော့အမြဲဆုံးကြည့်ပေးဖို့ကြွယ်ဖိတ်ခေါ်ချင်ပါသေးတယ်။